။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော်ညီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ကျွန်တော်အလေးအပိတ်နှလုံးအပါနီးကိုပြန်လည်ပြောပြတော့မှာဖြစ်ပါတယ်ဗျာ။ကျွန်တော်ဒီမှာတော့ကနန်း၅လုံးထည့်ပြပါမယ်နော်။အဲ့မှာညစ်တုံညာကိုဆွေအတွက်ကိုရတုံညာရဲ့အလေးပိတ်နေရာမှာဖြစ်ပါတယ်ဗျာ။နော်ဒီနေ့အတိုင်းပဲကျွန်တော်ဒီမှာ9 6 9 3ရာသပြီးရတယ်ပေါ့နော်ခုံခုံ9ဆွေအတွက်ခွေရ9ရက်၄ပိတ်နှလုံးအပါဖြစ်ပါတယ်နောက်ထပ်ဒီခုံခုံ9ကနေဆက်ပြီး တော့ကျွန်တော်တောင်ညတိနည်းလေးငါဆိုပြီးရတယ်ပေါ့နော်ခွန်တောင်ညတောင်ညဆိုရတဲ့တောင်ညတောင်ညအသေးပိတ်ပေါ့နော်၃ခွန်ခွန်၈၉လေး၃၅၆ပါလေကျွန်တော်၃လုံးအပါပေါ့နော်၆၈ခွန်မှာခွန်၈နှလုံးအပါနည်းနည်းခွန်၃၈၈၃တောင်ညကိုမှာလေ၃လုံးအပါပေါ့နော်၃၅နှစ်မှာ၅ရဲ့နည်းရဲ့နေပိုင်းနှလုံးအပါ၃ခုနှစ်မှာ၃လုံးအပါပေါ့နော်အဲပြီးတော့နည်းလေး၆ 3နဲ့59နဲ့ရှေရှောင်းက396 646 646 646တဲ့ချိန်မှာစာပြီးတော့ကျွန်တော်တို့6လုံးရောက်มาဖြစ်ပါတယ်ဗောနော်သူက39356ဆိုမှ646ဆိုပြီးတော့ဒီပိနှလုံးပါมาဖြစ်ပါတယ်โอเคဒီ6လေး6တကြိမ်မှာတော့သူကအကနန်း6လုံးဖြစ်သွားခဲ့မယ်ပေါ့နော်ဒီဒီမှာတကြိမ်9လုံးထည့်ပေးယူမယ်ဆိုရင်တော့တကြိမ်ပြတ်တယ်ပေါ့နော် ။ Okay ဆက်ပြီးတော့ကျွန်တော်ဒီမှာ98ပေါ့နော်98ဒီ98ရှောက်96ရှောက်မှာရေရှိရငါးလုံးပဲပေါ့နော်98မှာလည်းအရှိရငါးလုံးပဲဖြစ်ပါတယ်။နေ3569မှာကျွန်တော်တင်၄၅ဆိုရတဲ့အရှိရ6ငါးလုံးပဲဖြစ်ပါတယ်ပေါ့နော်တင်၄၅ဖြစ်ပါတယ်โอเคတင်၄၅ဆိုရတဲ့၄ရ၅ရပေါ့နော် ရှိကကျွန်တော်ကနန်း၅လုံးပဲဖြစ်ပါတယ်ခင်ဗျာဒီအနောက်ဆုံးဒလုံးကတော့အရင်ပေါ့နော်ကိုယ်ကအရင်ဖြစ်ပါတယ်၄ရက်၅ရက်တလေး၅ဆိုပြီးဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ပြီးခဲ့တဲ့တပတ်မှာတော့9 3ည3345ပေါ့နော်ကျွန်တော်3459လေးပိုင်းနှလုံးအပါပေါ့နော်3459ထိုက်တာ4 5ရက်3459ဆိုပြီးဖြစ်ပါတယ်4 5လေးပိုင်းတွဲတော့ဟုတ်ကြီးတယ်ဆိုပြီးမှ ကျွန်တော်ဝန်တို့ပြန်သွားခဲ့တဲ့အတွက်ကြောင့်မို့ဒီမှာကျွန်တော်အာတင်းလေးငါမပါသွားခဲ့ဘူးပေါ့နော်။โอเคဒါဆိုရင်ကျွန်တော်20နဲ့20ကျင်းအတွက်ဆက်ပြီးလေ့လာကြည့်အောင်ပါလားခင်ဗျာ။လေးငါးရှေ့တင်းလေးငါပေါ့နော်။လေးငါးရှေ့တင်းလေးငါ3ခွန်6တောင်ညနေနေလေးနေဖြစ်ပါလေ။နေလေးနေပြီးတော့3 8 9 239ဆိုပြီးဖြစ်ပါတယ်ဒီ3မှာ2ချိန်ပေါင်းတဲ့အတွက်4မှာ2ချိန်ပေါ့နော်ဒီ9အုပ်ကြတော့3နဲ့ထပ်မြောက်တာဖြစ်ပါတယ်ပြီးရင်ဒီ9မှာ2ချိန်ဆိုတဲ့အတွက်ဒီ4မှာ2ချိန်ဖြစ်ပါတယ်9မှာ2ချိန်6နဲ့2နဲ့မှာ2ချိန်စီ2နဲ့2နဲ့မှာ2ချိန်စီ3နဲ့9နဲ့မှာ2ချိန်စီအလျာ3မှာ2ချိန်ကို9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ โอเคဒါဆိုရင်ကျွန်တော်ဒီတစ်ပတ်မှာဒီလေးနှစ်ချိန်ပေါင်းတာက10ဖြစ်ပါတယ်9 3ချိန်က15ပေါ့နော်ဒီလေးရတစ်ချိန်ဖြစ်ပါတယ်9ချိန်14လေးနဲ့6ပေါင်းရင်20ဖြစ်ပါတယ်ပေါ့နော်ဒီမှာနှစ်တစ်ချိန်ဖြစ်ပါတယ်နှစ်ကဒီမှာ3ချိန်ဆက်တိုက်လုပ်နိုင်မှာပေါ့နော်1နှစ်3နှစ်3ချိန်ပေါင်းရှင်းဒီ6ဖြစ်ပါတယ်3နဲ့6ပေါင်းတာက7ဖြစ်ပါတယ်ဒီ3နဲ့9ပေါင်းတာက10ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ လေးနဲ့6ပေါင်းရှင်းတဲ့10ကျွန်တော်ရှင်းနဲ့2ပေါင်းတဲ့10ဒီမှာ9တလုံးကြံမယ်ပေါ့နော်။အဲဆိုရင်ကျွန်တော်9ကြံတဲ့အတွက်9 6ပေါ့နော်ခွန်ကို2ပေါင်းတော့ဒီမှာ9တုံညာတိပေါ့နော်9 6ခွန်9တုံညာတိအလေးပိနှလုံးအပါဆိုပြီးဖြစ်ပါတယ်။ဒီနေ့ရဆက်ပြီး OK ခဲ့မယ်ဆိုရင်ပေါ့နော်အဲဒီတိကအရင်ဖြစ်ပါတယ်9 6ခွန်9တုံညာဒီရှိကကနေ9လုံးတိကနှလုံးအပါဖြစ်ပါတယ်ပေါ့နော်။ဒီတိကအရင်ဖြစ်ပါတယ်ခင်ဗျာ။ ဒါဆိုရင်969 93ပြဖြစ်ပါတယ်ဗောနော်ဟုတ်ကဲ့ကျွန်တော်အနောက်တလုံးပေါင်းရှင်ဘရိတ်ကကျွန်တော်9တင်းနေပေါင်းတူဗောနော်9တင်းနေဖြစ်ပါတယ်အဲပြီးတော့ဒီမှာတော့969 93တိထဲကနှလုံးအပါဖြစ်ပါတယ်969 93တိကအရင်ဗောနော်အာရှခွန်ကုတုံများတိထက်ကနှလုံးအပါဖြစ်ပါတယ်ဘောနော်ဆိုတော့ကျွန်တော်အဲ့မှာ မနက်ခင်းပိတ်မှာကျွန်တော်ပြပေးထားတဲ့ဒီအလေးအပိတ်အထီးကီးပေါ့နော်အလေးအပိတ်အထီးကီးကကြတော့ဒီဟာဖြစ်ပါတယ်39ခွန်စပီးဖြစ်ပါတယ်39ခွန်ဆိုတော့ကျွန်တော်ဒီမှာတိတ်ဆိတ်တာကခုနှစ်တလုံးပဲတိတ်ဆိတ်မှာဖြစ်ပါတယ်ပေါ့နော်ခုနှစ်တလုံးပဲတိတ်ဆိတ်မှာဖြစ်ပါတယ်39ခွန် oh sorry 39ခွန်ဆိုတဲ့အတွက်9ရဲ့ခွန်ရဲ့ပေါ့နော် 9ရက်ခွန်ရက်လေးပိတ်ကီးဖြစ်သွားမယ်ပေါ့နော်။ Okay 9ရက်ခွန်ရက်လေးပိတ်ကီးဖြစ်သွားမယ်။ဒါဆိုရင်ကျွန်တော်9ကို6နဲ့တွဲရမှာပေါ့နော်။9 6 9 9 9 9 9 9 9 9တစ်တစ်အရင်ပေါ့နော်။ပြီးရင်ခွန်ကိုဆိုလို့ရှိရင်ဒီမှာ9 9အပူထက်ထည့်မယ်ပေါ့နော်။ခွန်နဲ့အစိုးရတော့ကျွန်တော်ခွန်9ပေါ့နော်ခွန်9ခွန်ပေါ့နော်ခွန်9ခွန်6ခွန်ခွန်ခွန်9 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 ခွန်၊တုံညာ၊ခွန်တ၊ဒီခွန်တနဲ့ငါးတနဲ့ငါအရင်ပေါ့နော်။ဒါဆိုရင်နှလုံးပေါင်းချင်းအနောက်နှလုံးပေါင်းချင်းပြိကကိုတနဆိုတဲ့အတွက်ကြောင့်မို့ငါးနဲ့၆ပေါင်းတာ၁၁ဆိုတဲ့အတွက်ငါး၆အတွေ့ပေါ့နော်။ငါခွန်ပေါင်းတာ7နှစ်ဆိုရယ်ငါခွန်ငါကိုက7ငါနဲ့တန်တယ်ပေါင်းငါငါနဲ့7ပေါင်း6ငါငါပေါင်း10ခွန်ငါပေါင်းတာ7နှစ်ပေါ့နော်ခွန်နဲ့6ပေါင်းတာ73ခွန်ခွန်74ခွန်96ခွန်တော်များပေါင်းခွန်ခွန်နဲ့7ပေါင်းတာ8ဆိုတော့ ကျွန်တော်အနောက်တလုံးပေါင်းရှင်ပရိတ်ကလည်း okay မယ်ပေါ့နော်ဒီလေးပိတ်ကင်းလည်း okay မယ်လေးပိတ်နှလုံးအပါလည်း okay မယ်ဆိုရင်တော့96500ဆိုပြီးဖြစ်မယ်ပေါ့နော် Okay ဒါကကျွန်တော်ဒီနေ့အရာပေါ့နော်အဲ့လိုမှမဟုတ်ပဲနဲ့ကျွန်တော်ဒီ96900ညတည်းရယ်ကျွန်တော်3936000ရှင်းနေလဲတက်ပြီးညီလို့ရမယ်ပေါ့နော်3936900တဲ့ကအတုံးလုံးအပါပေါ့နော်ဒါက3လုံးအပါဖြစ်ပါလေ ကျွန်တော်နှလုံးအပါကငါးချောင်းခွန်ကိုတုံညာတည်ဖြစ်တဲ့အတွက်ကြောင့်မို့ငါးချောင်းခွန်ကိုတုံညာတည်တဲ့ကနှလုံးအပါဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့ဒီမှာဆိုလို့ရှိရင်ငါးဒီမှာငါးပေါ့နော်6ဒီမှာ6ခွန်ခွန်ကိုကိုကတော့မပါဘူးဗောနော်၃ည၃ညဆိုတော့၅၆ခွန်9တုံညတိတ်ကတော့မပါဘူးဗောနော်ဆိုတော့ဒီ 963တုံညာထဲကကျွန်တော်နှလုံးအပါယူရမှာဖြစ်ပါတယ်963တုံညာထဲကနှလုံးအပါဆိုပြီးဖြစ်မယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ဒီဟာတွေ့မယ်ဆိုရင်96953 63963 63 63 63ညပေါ့နော်အဲ့လိုကြီးဆိုရင်တော့အနန္တလုံးပေါင်းချင်းပရိတ်ကတော့ဒီမှာ96တတွဲပဲခင်ဗျမျိုးရှိမယ်ပေါ့နော် အနန္တလုံးပေါင်းချင်းတစ်ဖြစ်ပါတယ် အကယ်၍နှလုံးပေါင်းရှင်ပရိကလည်းဆက်ပြီး okay မယ်ဆိုရင်ဘောနောအကယ်၍နှလုံးပေါင်းရှင်ပရိကဒီတစ်မျိုးထဲပဲသုံးမယ်ဆိုရင်လည်းကြိုက်တယ်ကြိုက်တယ်လို့လုံးလို့ရတယ်ဘောနောကျွန်တော်ဒီမှာနှီးနှမျိုးပြပြထားတယ်ကြိုက်တယ်နှီးတနည်းကိုကျွန်တော်ဒီပရိနဲ့ထပ်ပြီးချိန်လာလို့လည်းအဆင်ပြေမယ်ဘောနော Okay ဒါဆိုရင်တော့ကျွန်တော်96ခွန်3ညနှလုံးအပါစပြီးဖြစ်ပါတယ်အဲ့မှာကျွန်တော်အပြည့်ခွေကနေနောက်ထပ်တင်းမျိုးပါအရာပေါ့နော်နောက်ထပ်နည်းတမျိုးအရာကျွန်တော်အာ၄ခွန်၈တုံညပုံတူပေါ့နော်၄ ခေါ်ရှင်းတောင်ညာအဲ့ဒီလေးလုံးအပြီးပေါက်ဖြစ်ပါတယ်တောင်ညာလေးခွန်ရှင်းအပြီးပေါက်ပါနော်တောင်ညာလေးခွန်ရှင်းအပြီးပေါက်မယ်ဆိုရင်ကျွန်တော်အဲ့မှာခွန်တောင်ညာကလည်းပိုင်းနှလုံးပါတော့မယ်ပေါ့နော်ခွန်တောင်ညာလေးပိုင်းနှလုံးပါမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်လေးခွန်တောင်ညာလေးတောင်ညာခွန်ရှင်းလေးတောင်ညာခွန်တောင်ညာလေးပိုက်တွဲပေါ့နော်ခွန်တောင်ညာဆိုရင်တောင်ညာခွန်ဖြစ်ပါတယ်ခွန်တောင်ညာတာတွဲမယ်ဆိုရင်ကျွန်တော် လေးရချီရထိုက်စီပေါ့နော်၄ခွန်၃ညာရဲ့၈၄၃ညာရဲ့ပေါ့နော်အော် sorry ၈ခွန်၃ညာရဲ့ပေါ့နော်၈ခွန်၃ညာဆိုပြီးဖြစ်ပါတယ်အဲဆိုရင်၈၃ညာခွန်ပြီးရင်၄ခွန်၃ညာဆိုပြီးတော့ကျွန်တော်ဒီ၄ခွဲရမယ်ပေါ့နော်အပြည့်ခွေကဏ္ဍဒါဆက်ပြီး okay မယ်ဆိုရင်ပေါ့နော်အပြည့်ခွေကဏ္ဍနီးနှမျိုးပုံတူအကြပါပေါ့နော်ကျွန်တော်ကျွန်တော်ငါအလျှောက်ခွန်၃ညာကလည်းပဲနှလုံးအပါဖြစ်မယ်ပေါ့နော် တုံညာလေးခွန်ချင်းဆိုတော့တုံညာလေးခွန်ချင်းဆိုတော့တုံညာရဲ့ခွန်ရဲ့နှလုံးအပါအလေးပိတ်နေရာဖြစ်မယ်ပေါ့နော်။နှလုံးပေါင်းရှင်ကခွန်ဖြစ်ပါတယ်ဒီတစ်ခုမှာတော့ခွန်ပါတယ်ပေါ့နော်။ဒီမှာတော့ခွန်ပါတာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီရှစ်တုံညာခွန်၊ရှစ်ခွန်တုံညာ၊လေးခွန်တုံညာ၊လေးတုံညာခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒီတားလေးကတော့ကျွန်တော်နောက်ထပ်အလေးပိတ်နှလုံးအပါပေါ့နော်။ခုနှစ်လုံးထဲကနှလုံးကိုယူမှာဖြစ်ပါတယ်။ကြံတဲ့ကနန်း၃လုံးကအလေးပိတ်နေရာမရှိဘူးပေါ့နော်။ ျွန်တော်နံပါတ်7လေးအနေစာပြီးနေတာကြည်အောင်လားခင်ဗျာ009မှာကျွန်တော်9ရယ်9ရယ်009လေးပိတ်နှလုံးအပါပါနော်အာ939တုံညာမှာတော့3ညာလေးပိတ်နှလုံးအပါဒီမှာ9လေးပါတယ်ပါနော်300မှာလေးဒီမှာ3ပါတယ်9ကဒီဟာပါနော်9ဒီ300 69လေးမှာဒီမှာ8ကထိပ်စီ9ကလေးပိတ်ပါနော်9လေး8 9လေး ီးတော့963မှာလည်းဒီမှာ9ထိပ်စီပါတယ်9 63ဆိုရတဲ့ဒီ6ရဒီ3ရပါတော့963ဟုတ်ရ68ခွန်မှာလည်းဒီမှာ6ထိပ်စီပါတယ်ခွန်ရ6ရဒီလေပိတ်ပါပါပါเนาะနိနိခွန်မှာတော့ဒီမှာ2ထိပ်စီ9ဟောနော်နိနိခွန်ဆိုပြီးဖြစ်ပါတယ်ပြီးရင်388မှာဒီဟာ3ဒီဟာ6 388ပါเนาะ339မှာလည်း3 ်၊၃ရက်၊၉ရက်၊၃၃ရက်၊၉ပေါ့နော်။၃ကနေမှလည်းဒီမှာဆိုရင်၃၅နေ၃ကနေပေါ့နော်။သုံးခုနှစ်မှာကြတော့ကျွန်တော်9ရက်နေရပဲပါတယ်ဗောနော်သုံးခုနှစ်ဖြစ်ပါတယ်ထိတ်စီတော့မပါဘူးဗောနော်နေ့လေး6မှာကြတော့ဒီမှာလေ4ရက်6ရက်ပဲပါတယ်ထိတ်စီမပါဘူးဗောနော်နေ့ထိတ်စီမပါဘူးသုံးနေ့လေးမှာကြတော့ဒီမှာ3ထိတ်စီပါလာတယ်နေ့ရက်4ရက်သုံးနေ့လေး6ရက်နေ့မှာ7ထိတ်စီ9ရက်နေ့ပဲ6ရက်နေ့ဗောနော် ရှင်းရှောင်းကမလေးဒီမှာချစ်ထိစီပါတယ်ငားရဲ့6ရက်ရှင်းရှောင်းက396မှာ3ထိစီပါတယ်ငားရဲ့6ရက်ကလေးပိတ်ပေါ့နော်6လေး6မှာလည်း6ရက်4ရက်6လေး6ကိုခွန်ရှင်မလေးဒီမှာကိုခွန်ရချရဲ့ကိုခွန်ရှင်ဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီ696မှာလည်းဒီမှာ6ထိစီကိုပေါ့နော်696ကိုခွန်ရှင်ကိုရှင်မှာ6ရက်9ရက်3လေး9မှာ4ရက်9ရက်ပေါ့နော် ဒီမှာတော့ဒီထိတ်ရှိပါတယ်ဗျာနော်နံပါတ်30နဲ့၄ချိန်ရှိသွားခဲ့ပြီဖြစ်ပါတယ်โอเคဒါကိုဆိုရင်သူရဲ့နည်းလေးကိုဆက်ပြီးလေ့လာကြည့်မယ်ဗျာနော်လေးပိတ်နေရာမှာကနန်း၃လုံးအပြောက်ဖြစ်ပါတယ်ဗျာနော်ဒါဆိုရင်ကျွန်တော်ဒီ၃ညရဲ့၅ရဲ့ bounce အဲ့မှာတော့၃ညကိုကျွန်တော်လေးနဲ့မြောက်မှာဖြစ်ပါတယ်သူကကျတော့၅နဲ့ဗောနော်သူကလည်း၄နဲ့သူက၅နဲ့ ဒါစင်ကျွန်တော်9925နဲ့9ပေါ့နော်6နဲ့တပေါင်းတာခွန်ဒီ9ကတကြိမ်အဲ7နဲ့ကြိမ်16 6 3ကြိမ်က18ကိုတင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာ9ပေါင်းရှင်30ပေါ့နော်နောက်ထပ်ကျွန်တော်ဒီမိခွန်နဲ့6ပေါင်းတာ73 3နဲ့8ပေါင်းတာ73တင်းနဲ့ပေါင်းတာ72ဆိုတဲ့အတွက်ကြောင့်မို့နှစ်ကိုနှစ်ပေါင်းတာ၄၅၅ကိုနှစ်ပေါင်းတာခွန်8 9တောင်ည ဲ့ဒီခုနှစ်လုံးထဲက6 9 10ဆိုရတဲ့9ရက်ရှိရဲ့ဒိတ်ပိုင်းနှလုံးအပါပါနော်နေလေး9 9 8 9 3ညမှာ6 9 8ဒီဟာဖြစ်ပါတယ်ဆက်ပြီးတော့9တင်းနေလေး9 6 9 8ဆက်ကြည့်မယ်ပါနော်3လေးတရား7နဲ့4လေးတရား20 85ပေါ့နော်9နဲ့10ပေါင်း20 7တုံညတိပေါ့နော်အစွဲ9 6 9 8 9 ကိုနိပောင်းတာက7စနစ်နိကိုနိပောင်းတာလေ9 6ခုကိုဒီနေ့လေး9 6ခုမှာတင်းလေး9ဆိုပြီးတော့လေးရ9ရပါတယ်ပေါ့နော်ဒီတစ်ကတော့ TC ဖြစ်ပါတယ်ဒီမှာဖြစ်တယ်ပေါ့နော်အဆင်းဆက်ပြီးကြည့်အောင်ပါခင်ဗျာလေးလေးဒီဟာ16ရတယ်ပေါ့နော်9 9 20 5နဲ့ခွန်ပောင်းတာဒီစနစ်ဖြစ်ပါတယ်ဒီနှစ်ကတစ်ချိန်ပေါ့နော် 38ပါးနာ73ကို3ချိန်20နဲ့ခွန်ကိုတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာနင်းနဲ့နှစ်ပေါင်းနာလေးရှောင်းနဲ့ပေါင်းရင်30ဖြစ်ပါတယ်နောက်ထပ်9 6 9ခွန်နဲ့ခွန်ပေါင်းနာ14ရမယ်ပေါ့နော်အဲဆိုရင်ကျွန်တော်လေးကိုနှစ်ပေါင်းနာက၄နဲ့နှစ်ပေါင်း6ခွန်ခွန်ကိုနှစ်ပေါင်းရှင်းဒီ9 3 9 1 လဲရှောက်ခွန်ကိုတုံညာတင်းနေအပြီးဘောနော်အပြီးတော့မဟုတ်နှလုံးအပါဘောနော်ဆိုတော့လဲရှောက်ခွန်ကိုတုံညာတင်းနေဖြစ်ပါတယ်နေလဲရှောက်ခွန်နှလုံးဘောနော်ဟုတ်ကဲ့ဒါဆင်းဒီတစ်ပတ်မှာတော့ကျွန်တော်ဒီအလေးပိတ်နေရာမှာ၃မပါဘူးဘောနော်၃ရ၅ရ၈ရအလေးပိတ်နေရာပြောင်းမယ်ဘောနော် ဆိုခုနာကာဒီမာလေငါအလေးရှောက်ခွန်ကိုတုံညာတင်နေလေးရှောက်ခွန်ကိုတုံညာတင်နေပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီလေးပိနှလုံးအပါကငါရှောက်ခွန်ကိုတုံညာတင်ငါရှောက်ခွန်ကိုတုံညာတင်ဆိုတော့ကျွန်တော်ဒီတက်ကအရင်ပေါ့နော်ရှောက်ခွန်ကိုတုံညာလေးပိနှလုံးအပါဖြစ်ပါတယ်ဒီအပြည့်ခွေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့အဲရှောက်ခွန်တုံညာလေးပိနှလုံးအပါဆိုပြီးဖြစ်သွားမြေပေါ့နော်โอเคဒီတော့လုံးနဲ့ထပ်ကြည့်မယ်ဆိုရင်တော့ကျွန်တော်ခွန်တုံညာ 6ခွန်3ညပါเนาะโอเคဒါဆိုရင်ကျွန်တော်ဒီ9 6ခွန်3ညနှလုံးအပါဆိုတော့9 6ခွန်3ည6ခွန်3ည6ခွန်3ညပါเนาะ6ခွန်3ညအဲဆိုရင်ကျွန်တော်တို့ loss ဒီအပြည့်ခွေကနန်းနီးနောက်ထပ်တစ်မျိုးရှိတယ်ပေါ့နော်ဒီလိုမျိုးပဲ3ည3ပြည့်ခွေတစ်ပတ်မှာတော့ကျွန်တော်ခွန်3ည3 3 5ဆိုပြီးတော့တူတယ်ပေါ့နော်နီးနှစ်ခုစလုံးတူတယ် ဒီတစ်ပတ်မှာမတူဘူးပေါ့နော်မတူဘူးတူနေတာကကျွန်တော်တောင်ညာလေးခွန်ရှိအပြီးခွေရတယ်ပေါ့နော်တောင်ညာလေးခွန်ရှိရှိတယ်ကျွန်တော်အဲ့ဒီမှာခုနှစ်လုံးအဲတောင်ညာလုံးပိန်ရှိတယ်နေလုံးပိန်လည်းရှိတယ်ပေါ့နော်နေလုံးပိန်ရှိတယ်ဆိုတော့ကျွန်တော်ဒီမှာအဲတောင်ညာလေးခွန်တော့ကျွန်တော်ဒီတိပရိဆိုပေမဲ့တိပရိတော့အားနေတယ်ပေါ့နော်အာရှစ်တောင်ညာခွန်တော့လေးခွန်တောင်ညာတော့ပေါ့နော်ခုလုံးစီတော့ဒါလေးထေထားတင်တယ်ပေါ့နော်โอเคကျွန်တော်ဒီ လေပိတ်အထီးကီကတော့ကျွန်တော်3ခွန်နဲ့ရှိတယ်ပေါ့နော်3ခွန်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီခွန်ကတော့ဒီဘက်မှာအပါဖြစ်သွားနိုင်တယ်ပေါ့နော်โอเคဒါကတင်ရှာလာညွန်ချက်အရာပေါ့နော်မရှိမြောက်ဒေတာလို့ရအောင်ပြန်လည်မြောက်ပြီးရှင်းတာဖြစ်ပါတယ်ကျွန်တော်လာညွန်ချက်ညာတာဖြစ်တယ်ခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအောင်ပေးခဲ့ကြတယ်ကျွန်တော်ရဲ့မိုက်ရှင်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ